တနင်္သာရီတိုင်းလောင်လုံးမြို့နယ်မောင်းမကန်ရဲစခန်းကို တော်လန်တပ်ဖွဲ့တွေကတိုက်ခတ်သိမ်းပိုက်လိုက်ပြီးစစ်သားတွေထိခိုက်သေဆုံးမှုရှိတယ်လို့လက်နက်ခဲယမ်းတွေကိုလည်းသိမ်းဆဲရရှိခဲ့တယ်လို့တိုက်ပွဲအတွင်းမှာပါဝင်ခဲ့တဲ့တော်လန်သတင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။အော်တိုဘာလ26ရက်နေ့မနက်ပိုင်းမှာ တော်လင်းတပ်ဖွဲ့ဝင်တွေကလောင်လုံးမြို့နယ်မောင်းမကန်ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။တိုက်ပွဲအတွင်းမှာအကြက်ဖက်စစ်တပ်ဘက်ကလေရင်နဲ့လာရောက်ဘုံကျဲတိုက်ခိုက်ခုခံနေတဲ့ကြားကပင် မောင်းမကန်ရဲစခန်းကိုတော်လင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နေခဲ့တာလည်းဖြစ်ပါတယ်။တိုက်ပွဲအတွင်းမှာအကြက်ဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုရှိပြီးရဲစခန်းအတွင်းကလက်နက်ခရမ်းတွေလည်းသိမ်းဆဲရရှိခဲ့လို့လည်းသိရှိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးရန်ကုန်ခေတ်သစ်တဲ့နာကအတီးပြုတ်နိုင်ဖို့တဝဲခရိုင် တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲရိုးကိုဆက်သွယ်မေးမြန်းခဲ့ပြီး မောင်းမကန်ရဲစခန်းကိုတိုက်ခတ်သိမ်းပိုက်နိုင်တယ်ဆိုတာကို အတည်ပြုပြောဆိုခဲ့ပြီးဖြစ်စဉ်အသေးစိတ်ကို ထုတ်ပြန်သွားမယ်လို့လည်းပြောပါတယ်ရှင်တဲ့နိုင်တိုင်းလောင်းလုံးမျိုးနဲ့မှာအမျိုးသမီးတွေကိုအာဓမပြုကျင့်ပြီးပြည်သူတွေကိုစစ်တပ်အကူနဲ့ဖမ်းဆီးတပ်ဖြတ်နေတဲ့ပူစော်တီခေါင်းဆောင်စိုးတန်းဆိုသူကိုဒေါ်လာအင်တက်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ဖက်ဒရယ်ဒူဝင်ချက် PDF တပ်ဖွဲ့ကပြောပါတယ် လက်ရှိရန်ကုန်ခေတ်ကရရှိထားတဲ့တပ်ပုံထဲမှာလေဒေါ်လာရေးတက်တွေအရှင်ဖန်းစီရမိထားတဲ့အဲ့ဒီပူစော်တီကောင်းဆောင်စိုးတန်းဆိုသူကိုတန်ကျုံးနဲ့တုတ်ပြီးဖန်းစီထားတာကိုပါအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့အောက်တိုဘာလ21ရက်နေ့ကပဲလောင်လုံးမြို့နယ်ကအချက်ဖတ်စစ်တပ်လက်အောက်ခံကြောက်နီမော်ကြေးရွာအခြေစိုက်ပူစော်တီကောင်းဆောင်စိုးတန်းဆိုသူကိုဖက်ဒရယ်ဒူဝင်ကျ PDF တပ်ဖွဲ့ကကြောက်နီမော်ကြေးရွာအတွင်းမှာပဲဝင်ရောက်ဖန်းစီနိုင်ခဲ့တယ်ဆိုပါတယ်အဲ့ဒီပူစော်တီကောင်းဆောင်စိုးတန်းဆိုတဲ့သူဟာ စစ်တပ်အမာခံဖြစ်တယ်လို့ကြောင်နီမောခြေရွာနဲ့နီနာရွာတွေမှာအကြမ်းဖက်စစ်တပ်နဲ့အတူပြည်သူပိုင်းနေအိမ်တွေကိုမိရှုဖျက်ဆီးဓာတ်တွေပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ဓာတ်တွေကျူးလွန်ခဲ့သူဖြစ်ရုံနဲ့မကအမျိုးသမီးတွေကိုပါအာရမပြုကျင့်ဓာတ်တွေပြည်သူတွေစီကနေမတရားငွေညှက်တောင်းရမ်းဓာတ်တွေအပြင်ပြည်သူတွေကိုစစ်တပ်အားကိုးနဲ့နှီးပေါင်းစုံအနိုင်ကျင့်ဖိနှိပ်နေသူဖြစ်ပြီးအခုတော့သူကိုဒေါ်လန်ရဲ့ရဲဘော်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ဖက်ဒရယ်ဒူဝင်းချက် PDF တပ်ဖွဲ့ကပြောပါတယ်လက်ရှိမှာလည်း ဲ့လိုအရှင်ဖန်းစီရမိထားတဲ့ပြူစောတီကောင်းဆောင်စိုးတန်းစိုးသူကိုတော်လန်ကြီးရဲဘော်တွေကဆက်လက်ဆစ်ဆင်းမှုတွေလှုပ်ဆောင်နေပြီးသူလှုပ်ခဲ့တဲ့ပြစ်မှုတွေအတွက်ထိုက်တင့်တဲ့ပြစ်ဒဏ်ချမှတ်မှာဖြစ်တယ်လို့လဲဖက်ဒရယ်ဒူဝင်ဂျေ PDF တပ်ဖွဲ့ကပြောထားပါသေးတယ်ခင်ဗျာတနင်္သာရီတိုင်းဘက်ကသတင်းတွေကိုကြည့်ရအောင်ပါတနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာနှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကအထိနာပြီးစစ်ပေးရှောင်ပြည်သူတွေကိုလိုက်လံဖမ်းဆီးခဲ့တဲ့အတွက် ပြည်သူ30ကျော်ဖမ်းဆီးခံရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့အော်တိုဗလာ21ရက်နေ့ညနေ9နာရီကျော်ခန့်မှာအကြက်ဖက် စစ်တပ်ရဲ့စစ်သင်းဘောပေါ်မှာလိုက်ပါလာတဲ့အင်အား100ကျော်ပါစစ်တပ်စစ်ကြောင်းဟာလောင်းလုံးမြို့နယ်ကရင်ကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာချိန်တော်လန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့သိရပါရယ်။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြက်ဖက်စစ်တပ်ဘက်ကအထိနာခဲ့တာကြောင့်စစ်သင်းဘောနဲ့ခလာရ104တရင်ရဲ့စစ်သားတွေကလက်နက်ကြီးတွေနဲ့ကြေးရွာတွေကိုရန်တပ်ပစ်ခတ်နေတယ်လို့သိရပါရယ်။ အဲ့ဒီအကြံဖက်စစ်တပ်စစ်ကြောင်းကအော်တိုဗလာ22ရက်နေ့ကကရင်ကြီးရွာကနေကံပဏီကြီးရွာကိုထပ်ပြီးစစ်ကြောင်းထိုးလာတာကြောင့်တော်လန်ရေးတပ်ဖွဲ့တွေနဲ့နှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်အဒီထီတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်မှုများပြားပြီးအထိနာခဲ့ရာကြောင့်စစ်ကြောင်းကကြေးရွာတွေကိုဝင်ရောက်စီးနင်းတာမလုပ်တော့ဘဲတောတောင်တွေတဲကသွာလာနေခြင်းစစ်ဘေးတိမ်းရှောင်နေတဲ့ပြည်သူ30ကျော်ကိုတွေ့ရှိကဖမ်းဆီးသွားတယ်လို့သိရပါတယ်။ အဲ့ဒီအကြံဖတ်စစ်တပ်စစ်ကြောင်းကြောင့်ကရင်ကြီးရွာကမ်ပဏီရွာကပြည်သူတွေပါဝင် ထောင်ထဲချီတဲ့ပြည်သူတွေဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးစားနပ်ရိက္ခာနဲ့ဆေးဝါးတွေလည်းလိုအပ်နေပါတယ်ရှင်။တနေ့တိုင်းအတိုင်းပတ်မှာတော့တနေ့တိုင်းအတိုင်းတရချောင်းမြို့နယ်လဘရွာကိုအကြံဖက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးနေအိမ်၄၀ကျော်ကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့မှာဗိတ်တဝဲလမ်းပိုက်မှာရှိတဲ့လဘရွာကိုတရချောင်းမြို့ရဲ့စစ်သားတွေကဝင်ရောက်စီးနှင်ပြီးနေအိမ်တွေကိုဝင်ရောက်စီးနှင်ကမီးရှို့ဖျက်ဆီးခဲ့တာကြောင့်ကျေးရွာအတွင်းကနေအိမ်40ကျော်မီးလောင်ပြကျခဲ့ကပြည်သူတွေလည်းလက်ရှိချိန်ထိထွက်ပြေးသိမ်းရှောင်နေရပါတယ်။အခုလိုပဲစတင်မာလာ30ရန်နေကလည်းတရချောင်းမြို့နယ်ကြက်လီကကြေးရွာကိုအကြံဖက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးပြည်သူ့ဘာနေ83လုံးကိုမီးရှို့ဖျက်ဆီးသွားပါသေးတယ်ရှင်။ တနင်္သာရီတိုင်းဘက်ကိုစက်ကြည့်အောင်ပါတနင်္သာရီတိုင်းပလောမြို့နယ်မှာရှိတဲ့ဂျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တာကြောင့်ခလင်းငယ်တဦးအပါဝင် ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗိတ်တဝဲခရိုင်ကထုတ်ပြန်ထားပါတယ် ပြီးခဲ့တဲ့အော်တိုဗလာ23ရက်နေ့မှာပလောမြို့နယ်မဇောကြီးရွာအတွင်းကိုဇဝဲခြေဆိုင်အကြံဖက်စစ်တရဲ996တရင်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်လက်နက်ကြီးကြီးထိမှန်ပြီးခလင်းငယ်တအူအပါအဝင်ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကပြည်သူ၄ဦးတလုံးနဲ့ထိခိုက်ပျက်စီးခဲ့ပါတယ်။ အဲ့ဒီလိုပဲအော်တိုဘောလာ22ရက်နေ့မနက်10:30မိနစ်ခန့်ကလည်းတိုက်ပွဲမဖြစ်ပွားဘဲဇယက်ကြီးမှာအခြေစိုက်ထားတဲ့အကြံဖက်စစ်တပ်ရဲ့ခမာယာ9ကို8တရင်က87မမလက်နက်ကြီးနှလုံးပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။အဲ့ဒီလိုပစ်ခတ်တဲ့လက်နက်ကြီးကြီးဟာကြိုက်ထုံမျိုးနဲ့ဝင်းကန်ကြီးရွာအုပ်စုဝင်းကန်ရွာဘေးကိုကြားရောက်ပောက်ခွဲခဲ့ပြီးဝင်းကန်ရွာမှာနေထိုင်တဲ့အသက်62နှစ်အရွယ်တော်မက်ကီလက်နက်ကြီးကြီးစားထိမှန်ကဒဏ်ရာရရှိခဲ့ပါသေးတယ်ရှင်။